ဒီနေရာကတော့ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့တာဝန်ကလာပါမျိုးနဲ့စနေရကွယ်မိတ်ကတိလမ်းသွဲမိန်လမ်းမကြီးနှစ်ခုဖြစ်တဲ့ရတနာတူမင်္ဂလာလမ်းမကြီးတို့အနီးမှာတည်ရှိနေရပဲဖြစ်ပါတယ်အခန်းရဝင်ပေါက်တကားမှာဆိုရင်တက်သားတကားကိုတက်ဆင်ပေးထားပြီးရောဝရဏာမှာကြွေပြားခင်ပေးထားမယ်အိတ်ခန်းဧကန်တွေကစိတ်ကြိုက်ဖွဲ့လို့ရအောင်လို့ဧကန်အခြေအယူပေါက်ကြီးခင်ပေးထားပဲဖြစ်ပါတယ်အိတ်ခန်းအပြင်ဘက်မှာဆိုရင်တက်သားတကားကိုတက်ဆင်ပေးထားပြီးရောကိုပိုင်မီတာကိုပိုင်မော်တာများတက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင် ဒီခန်းရဲ့ပေချေက16ပေ54ပေချေဝင်ပြီးတော့တိုက်အစ်သက်ဆက်ဆက်နဲ့မိတ်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။လူမနေရသေးတဲ့တိုက်အစ်သက်ဆက်ဆက်ကိုနေချင်ပါတယ်ဆိုရင်ဒီခန်းလေးရှိပါတယ်ရှင်။ခရီးကန်းတင်းတန်လည်းပါရှိပါသေးတယ်ရှင်။ခရီးကန်းရဲ့အပြင်ဘက်မှာဆိုရင်ဗရင်းမောက်အကြီးကိုထားရှိပေးထားတဲ့တကြောင်မလို့လူကြီးမင်းတို့အနေဖြင့်အလေးအောင်တဲ့လေဝင်လေထောက်ကောင်းစွာရရှိမှာပဲဖြစ်ပါတယ်ရှင်။ဒီခန်းရဲ့အမြင့်ကကိုးပေအမြင့်ဖြစ်ပြီးတော့တိုက်ခန်းရဲ့အလှော်ကပထမတက်စစ်စစ်ပဲဖြစ်ပါလေရှင်။ ဒီအခန်းရဲ့ဘေးပရင်းပေါက်တွေမှာဆိုရင် PVC တကားတွေကိုတက်ဆင်ပေးထားပြီးတော့မီးဖို့ကန်မှာဆိုရင်ခြေပြားခင်းပေးထားမယ်ခြေပြားတဝက်ကိုကတ်ပေးထားပြီးတော့မီးဖို့ကန်အတော်လေးကျယ်တယ်အိမ်ရှင်မတို့စိတ်တိုင်းကြအဆင်ပြေမှာပဲဖြစ်ပါတယ်ရေချိုးကန်အိမ်သားတော့တီးတန့်ပါရှိပါတယ်ရှင်ရေချိုးကန်ထဲမှာဆိုရင်ခြေပြားခင်းခြေပြားကတ်ပေးထားပြီးတော့ရေတိုင်ကြီးတစ်လုံးပါဝင်မယ် toilet ထဲမှာဆိုရင်လည်း ရွှေပြားခင်ရွှေပြားကပ်ပြီးတိုင်းဘိုရိုက်အင်တာတစ်စလုံးတက်ဆင်ပေးထားပြီးရေချုံကန်းအင်တာနှစ်ခုစလုံးမှာတစ်သားတကောက်ကိုတက်ဆင်ပေးထားပြီးဖြစ်ပါတယ်ရေးပေါ်ဒီကားပေါက်မှာဆိုရင်တစ်သားတကောက်အသုံးပြုပေးထားပြီးရောတိုက်ရဲ့အနောက်ဘက်မှာဆိုရင်တိုက်အမြင့်မရှိတဲ့အတွက်ကြောင့်မလို့အလင်းရောင်နဲ့လေဝင်လေထောက်ကောက်ကရိုက်ရှိမှာပဲဖြစ်ပါတယ်မီးပုံကုန်းမှာဆိုရင်နှစ်ပေပတ်လေရွှေပြားခင်ပေးထားပြီးရောနန်ရံမှာရွှေပြားကပ်ပေးထားပါတယ်စတီးမင်းစင်ပါရှိပြီးရောတောင်ဦးလာမှာဆိုရင်ရေကတော့အလွန်ကောင်းပါတယ်ဒီခန်းကတော့တိုက်သိဆက်ဆက်လူမနီယာသိ ရဲ့အခန်းဖြစ်တဲ့အတွက်ကြောင့်မလို့ရေလိုက်မီလိုက်ဆေးလိုက်နဲ့အကုန်အစ်စ်ပြန်လဲပြုလုပ်ပေးထားပဲဖြစ်ပါတယ်။ဒီခဲအယောင်စင်းတော့ကတော့3600ကိုအထူးမြင့်နိုင်အောင်ချပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ ်ဒီဒီတိုက်ခိုက်ရဲ့အလှည့်အားဆိုရင်ဖြင့်အနောက်တောင်ဖြစ်ပြီးတော့တိုက်မှတ်ပေါင်းခြင်းကတော့နှစ်ပဲဖြစ်ပါတယ်ခြေစဉ်ကြောင်းညာပေးခဲ့တဲ့ဒီဟော့အခန်းလေးကိုခြိုင်းနေတက်လို့ကြီးစုခြင်းနဲ့ဝေးခြင်းနဲ့ဆိုပါကလူကြီးမင်းတို့အနေဖြင့်ခြေစဉ်ကိုချိတ်ဆက်ပေးပါရှင်ခြေစဉ်ကလူကြီးမင်းတို့စိတ်တန်းကြလိုက်လံပြတ်တာပြီးသွားမှာပဲဖြစ်ပါတယ်ရှင်နောက်ထပ်ဒီလိုအခန်းပေါင်းများစွာကိုရောင်းချပေးသွားမှာမလို့ follow နှိပ်ပေးခဲ့ပါရှင်ကျေးဇူးပါ